ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုဒီကနေ့မှ Liverpool က Aitran Frankfurt ကိုအဝေးကွင်းတွားကန်ရမယ်။ဆိုတော့အခုဒါပြီးခဲ့တဲ့ weekend မှာ Liverpool ကဒီပြီးခဲ့တဲ့ Champion League မှာ Galatasaray ကိုသူတို့ရှုံးထားတယ်။အဲ့အရှိမှလည်း Crystal Palace ကိုရှုံးပြီးတော့နောက် Chelsea ကိုထပ်ရှုံးတယ်။ဟိုတနေ့တုန်းက Manchester United ကိုရှုံးတယ်။ back to back 4ပွဲဆက်တိုက်ရှုံးပြီးတော့ liverpool မှာ under pressure တွေနဲ့ အာနီစလော့ဘောကို question ထုတ်ခံနေရပြီဆိုတော့အခု itran front pack ဘွဲကသူတို့လဲဒါဒီနောက်ပိုင်းဘွဲတွေမှာနည်းနည်းခြေပြန့်ရိုင်းနေတယ်ဒါပေမဲ့ itran front pack ကမိုနာကိုကိုလဲကိုပြတ်နိုင်တယ်သူတို့ atletico match ကိုရှုံးပြီပဲသူတို့က champion league မှာရောဥရောပမှာအဆင့်တနေရာရှိတဲ့အသင်းပြ Oliver Glasner ရဲ့အသင်းဟောင်းဖြစ်တဲ့ကစားတာကစားပုံတော်တော်လေးကောင်းတယ်ဒါပေမဲ့ဒီဘွဲမှာ liverpool သူတို့ရဲ့အဆွဲကိုပြဖို့လိုအပ်တယ် တကယ်လို့ဒီနေ့ပွဲမှာဒါလီဗာပူးချေချိုသွားခဲ့ရှင်မနေ့ကမန်ချက်စတာစီးတီးလိုမျိုးလေးပြက်ပြက်နဲ့နှာခေါင်းတွေးနှာခေါင်းတွေးစတိုက်ထွက်ပြီးတော့နောက်ပိုင်းမှာစတိုက်ရလက်တီဆိုပြီးတော့နိုင်ပွဲရဖို့တော့ရုန်းကန်ရရင်ဒါချန်ပီယံလမ်းကြောင်းတွေကချက်ချင်းကြီးတွေ့ဖယ်သွားတာကျွန်တော်မှတ်မှတ်ရရရာဒီအစမှာစီးတီးကောင်းနေတာ ကိုးပွဲလောက်ထိကောင်းနေပြီးတော့အဲ့မှာဇက်တိုက်ပဲတပွဲရှုံနှစ်ပွဲရှုံနှစ်ပွဲရှုံဇက်တိုက်နဲ့ recover ဖြစ်မလို့ဖြစ်မလို့ဖြစ်မလို့နဲ့မဖြစ်ဘူးအဲ့မှာနောက်ပိုင်းမှာ city က goal တွေအဓိက city မနစ်ကဖြစ်နေတဲ့ပုံစံနဲ့ liverpool ဖြစ်နေပုံပုံစံတူပဲအရန်ကိုးပေးရတယ် club blue လို့အသင်းမျိုးကိုအိမ်ကွေးမှာတည်ကြတာတို့မလူလာတဲ့အပတ်တွေဆုံးရှုံးတာ sporting ကိုသူတို့5-1နဲ့ရှုံးဒီ5-2နဲ့ရှုံးတာ4-2ထင်တယ် အာ PSG ကိုသူတို့ရှုံးသွားတာအဲ့ဒါတွေအားလုံးဟာခံစစ်အရန်အားနဲ့လို့ဆိုအာနီစလုံးနဲ့လီဗာပူးဟာပေချာပေါက် iTran Frankfurt နဲ့ပွဲမှာမဖြစ်မနေဒါအိုက်ပွဲကိုအနိုင်ရဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုလီဗာပူးအတွက်နာမည်ပရီးမီးယားလိပွဲကသူတို့ထပ်ပြီးတော့ရင်ဆိုင်ရမယ့်အသင်းက Brentford Brentford ကအရန်ကြီးကောင်းတဲ့အသင်းတော့လည်းမဟုတ်ဘူးဒါပေမဲ့ဝက်ဆန်ကိုနိုင်လိုက်တဲ့အဝေးကွင်းပွဲရဲ့သူတို့အိမ်ကွင်းမှာ Chelsea ကိုတည်ကြံထားတယ်။ Manchester United ကိုနိုင်ထားတယ် ဆိုမန်ချက်စတာစီးတီးတောင်မှတကိုးတဲ့နဲ့သူတို့ရှုံးသွားတယ်အဲ့ဒါကိုကြီးကြီးအပြင်ဘရန်ဖို့ကလည်းကောင်းတယ်ဗျာဘာပဲဖြစ်ဖြစ်ဂျီတက် community ခွဲမှာခတ်တယ်ကျွန်တော်မမတ်ရရမနစ်ကတော့ကလီဗာပူးကတကယ်ကိုနောက်ကျကိုးနဲ့ဒါဝင်းနူညက်တို့ဒါကိုးတွေနဲ့နောက်ကျကိုးတွေနိုင်သွားခဲ့ပူတယ်ဆိုတော့ဘရန်ဖို့ရဲ့ဂျီတက် community ခွဲကအမြဲခတ်တယ်ဆိုအဲ့ခွဲမှာလည်း pressure ရှိတယ်ဆိုတော့လီဗာပူးကဒီ i trend front back ကိုလုံးဝအမှမခံဘူးတကယ်လို့ i trend front back ကိုပါတခုခုခြေချော်သွားရင်လီဗာပူးကနောက်ထပ်ဇက်တိုက် တော့တခါတကြရရလက်ဆိုးရင်ဇက်တိုက်ဆိုးတာအသိရဆိုတော့အာနီစလောနဲ့လီဗာပူးအတွက်မဖြစ်မနေလုံးဝရှူတာပြန်ပြီးယုံရမယ်ပွဲပဲဆိုတော့ဒီနေရာမှာဒီလီဗာပူးရဲ့လက်ချင်ကစားမဟောင်းဖြစ်တဲ့ဂျီမီကာရကာကတော့အခုလိုအဝေးကွင်းပွဲတွေပေါ့လေပရီးမီယာလိအဝေးကွင်းပဲဖြစ်ဖြစ်ချန်ပီယံလိအဝေးကွင်းပွဲတွေမှာ မိုမက်ဆာလတ်ကိုအနာပေးတဲ့နဲ့ပိုးထွက်ခွင့်အသုံးမပြုဘဲအရန်ကနေသုံးသင့်ပါတယ်ဆိုပြီးသူကတော့အကြံဉာဏ်ပြုတာရှိတယ်အဓိကအပြား track back ပြန်မလုပ်တာတို့ဘောလုံးကိုတော့ကောင်းကောင်းမထိန်းနိုင်တာတို့သူလှုပ်ချင်တဲ့အပိုင်းတွေကိုပေးတတ်တယ်တော်များများတော့သိနေပြီဆိုတဲ့အချက်ဒါပေမဲ့ကျွန်တော်တော့မထင်ဘူးဆာလတ်ကအရှိန်အဝါတစ်ခုရှိသေးတယ်ဆာလတ်ရှိရောက်လို့ရှိရင် something happen ဖြစ်နိုင်တဲ့အခြေအနေမျိုးရှိတယ် okay တွန်ခဲ့တဲ့တနည်းနှစ်နှစ်မနစ်ကလီဗာပူးမှာဟိုးရှင်းနေတဲ့ကပြတ်သားတဲ့ခြေစွမ်းမျိုးမဟုတ်တင်တော့ဆာလတ်ကအဲ့လိုပဲ နည်းနည်းလေး slow slap slow start ဖြစ်တယ်ပြီးတော့လည်းအုံးအုံးနဲ့စကိုက်လာတာဒါပေမဲ့အဲ့ဒါကအဓိကမကြဘူးအဲ့ခံစစ်အားနဲ့မှုနဲ့ရိုးပေါက်ဖြစ်နေတဲ့ခံစစ်ချောင်းကိုလီဗာပူးနဲ့အာနီဆိုပြင်နိုင်ဖို့လိုအပ်တယ်အဲ့မပြင်နိုင်ရင်တိုင်ပတ်မှာဘိုင်မြူနစ်ကအိုက်ထရာဖရက်ဘက်ကွင်းမှာနိုင်ထားတယ်ဆိုတော့လီဗာပူးကဘိုင်ယန်လိုပဲနိုင်အောင်ကန်နိုင်ရင်သူတို့ကဥရောပရဲ့အဆင့်တစ်ဆင့်ရှိတဲ့အသင်းတစ်သမီးဆက်ပြီးပြတာမှာသူတို့ကဘယ်လိုပဲဖြစ်ဖြစ်6ချိန်ချန်ပီယံဟောင်းဒါပေမဲ့ အခုလိုရလက်ဆိုးတွေကိုရုံမထွက်နိုင်ရင်လုံပါပါရင်ဇက်တိုက်ဇက်တိုက်ရလက်ကြတာတွေရလက်ဆိုးတာတွေထပ်ဖြစ်မှုကို လုံးဝရှောင်မယ်ဆိုအန်ဒီစလောနဲ့လီဗာပူးအသင်းဂျာမနီမြေမှာ i trap front pack ကိုအနိုင်ယူပြီးရလက်ဆိုးတာတွေရှုံးပွဲဆက်တာတွေကိုအဆုံးတတ်နိုင်မလားကျွန်တော်ခုနပြောလို့ဒီပွဲပြီးရင် brand 4ရဲ့ gtech community တွင်သွားကန်ရမယ်အဲ့အတွက်ကြောင့်ပွဲချင်းနှစ်ပွဲအချင်းချင်းဆိုရင်ပြ i trap front pack ရော brand 4ရောလေဘဘအသာလေးနိုင်တယ်ဒါပေမဲ့အခုလောလောဆယ်အနေထား architk နဲ့ e set ဘယ်သူကိုသုံးမလဲနောက်တစ်ခုကရောခန့်စစ်ကရောအပြောင်းလဲအချို့လုတ်သိမ့်ပြီလား နောက် Florian Vasco ကိုကိုပွဲထက်လူစင်းထဲမှာထည့်သိမ့်ပြီလားနောက်တစ်ခုကရော Jeremy Frimpong ကိုယုံကြည်ကြည်နေနေရပြီးတော့မှလားဘလို့မြင်လဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်